မောင်းနေပါအခက်ရတဲ့ဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ဒီနေ့တော့ရုံမသွားဖြစ်ဘူးအပြင်မှာပဲအလုပ်တနေကုန်လုပ်မယ်ပေါ့နော်ဆိုတော့ထူးခြားချက်တစ်ခုကကျွန်တော်ပုံမှန်အလုပ်လုပ်နေချာအရာတွေ PC တွေကိုမသုံးမဲနဲ့ Techno ကနေပြီးတော့အသစ်ထွက်ထားတဲ့ Techno Megabat 11ကိုသုံးပြီးတော့တနေ့လုံးစာအလုပ်လုပ်မယ်ဆိုတော့ Techno Megabat 11ရဲ့စွမ်းဆောင်ရည်ကိုလည်းတခါတည်းဘယ်လောက်ရှိသလဲဆိုတော့ကိုပါစမ်းသပ်ပြီးသားဖြစ်သွားပါလိမ့်မယ် Let's start Techno Mega Pack 11ရဲ့အလေးချိန်က930 gram အလေးချိန်ရှိပြီးတော့သူ့ရဲ့အထူးက7.58 mm အထူးရှိရဲ့ဒီ body တစ်ခုလုံးကို aluminum aligned body ကိုတုံးပေးထားလို့တရတော်တော်လေးဒါ portable ဖြစ်တယ်တတ်တောင်းတတာဖြစ်တယ်ပေါ့အခုချိန်ရင်ဒါအပားဆုံး laptop ဆိုရင်တော့မပဲသူ့ရဲ့အလေးချိန်က 1kg ဝန်းကျင်မှာရှိရဲဆိုတော့ဒီ tablet တစ်လုံးအတွက်ဆိုရင်တော့ဒီ Techno Mega Pack 11ကတော်တော်လေးတည်ဆောင်ရတာအဆင်ပြေတယ်ထင်မှာပါတယ် ုံမှန်အားဖြင့် double တွေဆိုလို့ရှိရင်ပုံတုံးတုံးတွေပဲလာတာများတယ်ဒီ technomega bat 11ကတော့သူ့ရဲ့ design မှာတော်တော်လေးဆွဲဆောင်မှုရှိရလို့မြင်တယ် body တစ်ခုလုံးကိုနှစ်ပိုင်းခွဲပေးထားပြီးတော့ဒီအပေါ်ဘက်မှာ line လေးတွေထည့်ပေးထားတဲ့ပုံစံမျိုးဆိုလို့ရှိရင်ဒီ double ထဲမှာဆိုရင်ပထမအုပ်ဆုံးမြင်ဘူးတာပဲ camera bat ကိုပေါ်ထားတဲ့ design ကလည်းတော်တော်လေးလှတယ်နောက်ဒီအယောင်ကို vitality green လို့ခေါ်ပြီးတော့အစိမ်းနှုတ်ရောင်လေးဖြစ်လို့ unisex color လည်းဖြစ်တယ်ကျွန်တော်သဘောကျတဲ့အယောင်ထဲမှာလည်းပါတယ်နောက်ဘယ်တော့တော့ဘယ်လာလာလဲတည်တော့လို့အဆင်ပြေတယ်ပေါ့ ကျွန်တော်အလုပ်စားလုပ်နေရတော့နည်းနည်းတော့ကြာသွားပြီဒီ Techno Maker Pad 11ကိုဝယ်မယ်ဆိုလို့ရှိရင် Techno ဘက်ကနေပြန်ပေးတဲ့လက်ဆောင်တွေကတော်တော်လေးကိုအသုံးဝင်တယ်သူရဲ့ဈေးက 8128GB ကို83499ကျန်နေဖြစ်ပြီးတော့ 8256GB ဆိုရင်တော့83999ကျန်နေရောင်းချပေးနေတာဖြစ်ပါတယ် Specification ချင်းတူရဲ့ Tablet တွေဆိုရင်တော့ဈေးကွက်ထဲမှာ10000ဝန်းကျင်လောက်ဖြစ်နေတဲ့အချိန်မှာ Maker Pad 11ကို8000မကျော်တဲ့ဈေးနဲ့ရတာကတော့ Techno ရဲ့ထုံးစံတိုင်းဈေးသက်သာတဲ့အချက်လို့ပဲပြောရမယ်ဝယ်ယူမယ်ဆိုလို့ရှိရင် Techno ဘက်ကလက်ဆောင်အနေနဲ့ case ရဲ့ Bluetooth keyboard ရဲ့ wireless Bluetooth mouse ရဲ့ကိုတခါတည်းထည့်ပေးထားတယ်။ဒါကအလုံးလို့ဖို့အတွက်ပဲဖြစ်ဖြစ်ဒါကြောင်းအတွက်သုံးဖို့ပဲဖြစ်ဖြစ်တခါတည်းပြီးပြီးသားဖြစ်သွားတယ်။ဘာမှအပိုထပ်ဝယ်စရာမလိုဘဲနဲ့ကိုတခါတည်းတန်းသုံးရုံပဲတော်တော်လေးသုံးဝင်တယ်။ office အလုပ်တွေလုပ်တဲ့အခါမှာလည်းသူ့မှာပါတဲ့ AI ရဲ့အသုံးဝင်မှုအပြည့်အဝအသုံးချလို့ရတယ်။အဓိကပါတဲ့ AI အနေနဲ့ AI translation, AI summarize နဲ့ AI noise reducing လို့ပါတယ်။ဆိုတော့ AI translation ကတော့၅မျိုးအထိ translation လုပ်လို့ရတယ်။ app ထဲက message တွေစာသားတွေကို social translation ဆိုတဲ့ဘာသာပြန်လို့ရတယ်။နောက်စာသားတွေကို select ပေးပြီးတော့တခါတည်းဘာသာပြန်ခိုင်းလို့လည်းရတယ်။ The game will have the full breadth of content from the Gears of War. Conference တွေတက်တဲ့အခါမှာလည်းပြောနေတဲ့စကားကို test အနေနဲ့တိုက်ရိုက်ဘာသာပြန်ပြီးတော့ထုတ်ပေးနိုင်တယ်။ Now face to face translation နဲ့လည်းဘာသာစကားမတူတဲ့သူတွေကိုတိုက်ရိုက်စကားပြောလို့ရတယ်။ Photo translation ကတော့ပုံထဲမှာပါတဲ့စာတွေကိုဘာသာပြန်ခိုင်းတာနဲ့ document extraction translation ကတော့ဒီ document ထဲမှာပါတဲ့စာတစ်ခုလုံးကိုဘာသာပြန်ပြီးတော့ထုတ်ခိုင်းလို့ရတယ်။ AI summarize ကတော့ document တစ်ခုလုံးကို AI နဲ့ summarize လုပ်ပြီးတော့ပြန်ထုတ်ခိုင်းလို့ရတယ်။ meeting minute တွေကိုလည်း format ကြကြတစ်ချက်ချင်းစီပြန်ပြီးတော့ထုတ်ခိုင်းလို့ရတယ်လို့ဒါအသုံးဝင်တယ်လို့ပြောလို့ရတာပေါ့။ AI နဲ့ resolution ကတော့ဒီလိုမျိုးအပြင်မှာ meeting တွေပါတွေလုပ်တဲ့အခါမှာပြင်ပစုညံတဲ့အားလုံးကို AI ကနေတစင်း short ချပေးနိုင်တယ်။ working friendly ဖြစ်တဲ့ experience ကိုရတယ်။နောက်ထပ်အလုံးလုံးတဲ့အခါမှာ Techno ရဲ့ AI assistant ကလည်းအသုံးဝင်တဲ့အပိုင်းတွေမှာပါတယ်။ Ella Point Assistant ကနေတဆင့်လိုအပ်တဲ့အချက်အလက်တွေ info တွေအကုန်လုံးကိုတောင်းလို့ရတယ်။ Power BI ChatGPT ဖြစ်လို့ ChatGPT ကို Premium သုံးရတဲ့ပုံစံမျိုးဒီ tablet မှာ free သုံးလို့ရတာကတော့တော်တော်အသုံးဝင်တယ်ပေါ့ AI ကိုသုံးပြီးတော့ scan ဖတ်တာတွေစာတွေကို document အနေနဲ့ပြန်ထုတ်ခိုင်းလို့ရတာတွေလည်းလုပ်လို့ရတယ်ဆိုတော့ဒါတွေကလည်းအလုပ်လုပ်တဲ့အပိုင်းမှာတော်တော်လေးအသုံးဝင်တယ်။အလုပ်လုပ်ရတာများသွားပြီဆိုတော့ entertainment ဘိုင်းလေးနည်းနည်းလှည့်လိုက်အောင်မယ်။ YouTube ကြည့်မယ်ပြီးရင်တော့ game လေးပါတွေနည်းပါးဆော့မယ်ပေါ့။ entertainment ဘိုင်းအတွက်အရေးအကြီးဆုံးက screen ဘိုင်းနဲ့ speaker ဘိုင်းပဲအလုံးလုံးနေကြတဲ့ကဒီ screen ကိုသဘောကျနေတာဒါ1200 1920 resolution နဲ့ full hd plus display ဆိုတော့ဒီဇေဒန်ထဲမှာတော့တော်တော်လေးကောင်းတဲ့ display လို့ပြောရမယ်90 hz refresh rate လည်းပါတော့ဒီ screen ကိုသုံးတဲ့အခါမှာလည်း smooth ဖြစ်ဖြစ်နဲ့သုံးလို့ရတယ်နောက်တစ်ခုသတိထားမိတာက Tecno ရဲ့11 inches ultra clear display ဆိုတဲ့အချက်ပဲပုံမှန် tablet တွေဖုန်းတွေထက်သူရဲ့ display ကပိုပြီးတော့ကြီးနေတယ်လို့ခံစားရတယ်ဒါက resolution တွေဘာတွေနဲ့မဆိုင်ဘဲ င်နဲ့ဒီမှန်သားမှာတုံးပေးထားတဲ့ material နဲ့ဆိုင်လိုက်မယ်။ screen ကပုံမှန်ထက်ပိုပြီးတော့ကြည်တောက်ရှင်းဖြစ်နေတဲ့ဆိုတော့ feeling ကိုရတယ်။ video ကြည့်တဲ့အခါမှာလည်းတော်တော်လေးမိုက်တယ်။ eye protection mode လည်းပါသေးတယ်ဆိုတော့သူရဲ့ဒီ eye protection mode ကစာဖတ်တဲ့အခါနဲ့ဒီ screen တိုင်းများတဲ့အခါတွေမှာလည်းမျက်စိထိခိုက်မှုအတွက်သိပ်ပြီးတော့စိတ်ပူစရာမလို့ speaker ကလည်း Quest Stereo speaker speaker လေးလုံးကိုထည့်ပြီးတော့သုံးပေးတာတယ် Dolby Atmos လည်းပါပြီးတော့ Panoramic Stereo sound အသံထွက်ကိုရတယ် AI noise reduction ကအောက်ပို့လဲရတော့ဒီ speaker ကနေထွက်လာတဲ့အသံကလည်းကြည်တော်ရှင်းဆိုတော့ multimedia ဘိုင်းအတွက်လည်းဒီ mega pad 11ကတော်တော်လေးအဆင်ပြေတဲ့အထက်မှာပါတယ် ုံမှန်ဗီဒီယို edit လုပ်တာကတော့ PC နဲ့လုပ်တာပေါ့ဒါပေမဲ့ TikTok ဗီဒီယိုတို့ restore လို့ဗီဒီယိုတွေကိုတော့ကျွန်တော်ပေါ့ပေါ့ပူပါလုပ်တတ်တယ်ဒီတစ်ခေါက်တော့ megabit 11နဲ့ edit လုပ်ကြည့်မယ် megabit 11မှာ MediaTek Helio G99 6nm chipset ကိုသုံးမိထားတယ်ပုံမှန်ဆိုရင်တော့ဒီ chipset ကို gain တွေပါနေအများကြီးစော့ဘူးပေမဲ့ဗီဒီယို editing လုပ်ဘူးတာတော့ပထမအဦးဆုံးပဲနည်းနည်းတော့စိုးရိမ်မိတယ်အဆင်ပြေပါမလားဆိုပေမဲ့အခုလုပ်ကြည့်တဲ့အခါမှာတော့ပေါ့ပေါ့ပါပါသုံးလုံးရတာတွေတွေ့ရတယ် ဆိုတော့ run 8 gig ကိုနောက်ထပ်8 gig ထပ်တိုးပြီးတော့ total 16 gig နဲ့သုံးလို့ရတာကြောင့်အဆင်ပြေပြေသုံးလို့ရတယ် storage က256 gig အလုံးဆိုတော့ data တွေဒီကိုဒါညှာနေစရာမလိုဘဲနဲ့ထည့်လို့ရတယ်ပေါ့ sticker လည်းထည့်လို့ရတော့ storage ဘိုင်းမှာလည်းစိတ်ပူနေစရာသိပ်ပြီးတော့မလိုဘူး phone တွေ laptop တွေနဲ့လည်းဓာတ်ရိုက်ချိတ်ဆက်ပြီးတော့ file တွေကို drag and drop နဲ့ကူးလို့ရတယ်အလုံးလောက်ကပို့ပြီးတော့တွင်ကျယ်သွားတာပေါ့ network ဘိုင်းမှာလည်း wifi အပြင် 4G network လည်းပါသေးဆိုလိုတာက sync up ထည့်လို့ရတယ် online resource တွေကိုလည်းဒါ wifi မရှိတဲ့နေရာမှာပါအသုံးပြုလို့ရတယ်ဆိုတော့ဒီဈေးတန်းနဲ့ sync cap ထည့်လို့ရတဲ့အချက်ကလည်းအဆင်ပြေတယ်ထဲမှာပါတယ် အခုတော့ဒါတင်းမီတင်တက်နေရပါဒီမှာတစ်ချက်ပြောစရာရှိလာတယ်ကင်မရာမိုင်းကိုမီတင်တက်ဖို့အတွက်ဆက်ဖီကင်မရာကို8မဂါပစ္စယ်ကင်မရာသုံးထားတယ်တက်ဘလက်ထဲမှာဆိုလို့ရှိရင်တော့တော်တော်လေးကောင်းတဲ့ရုပ်ထွက်ကိုထုတ်ပေးနိုင်တယ်ဆိုတော့အာမီတင်နေအတွက်ကတော့လုံလောက်တာထက်ပိုတဲ့ရုပ်ထွက်ကိုထုတ်ပေးနိုင်တယ်ပြည့်စုံတယ်လို့ပြောရမယ်စပီကာဘိုင်းကလည်းကောင်းတော့ဒီမီတင်တက်တဲ့ဘိုင်းမှာကြီးကြီးလင်းလင်းရှင်းရှင်းလင်းလင်းကြားရတယ် main ကင်မရာကိုကျတော့သတင်းမဂါပစ္စယ်ကင်မရာထည့်ပေးထားတယ် document တွေဖတ်ဖို့အတွက်ကတော့လုံလောက်တာထက်ပိုတဲ့အနေထားမှာရှိတယ်အိမ်အိုင်နဲ့တွဲပြီးတော့လည်းကောင်းကောင်းအလုပ်လုပ်နိုင်တယ် ဒီနေ့တနေ့လုံးတော့ Techno Mega Pad 11နဲ့ဖြတ်သန်းခဲ့ပြီးပြီးအလုပ်တွေ test တွေအားလုံးကိုလည်းပြီးမြောက်ခဲ့တယ်။ battery ကတော့20%လောက်ကျန်သေးတယ်။ 8000mAh battery ကိုသုံးပေးထားလို့တနေ့ကုန်အားသွင်းစရာတော့မလိုခဲ့ဘူး။အိမ်ရောက်မှပဲအပြန်သွင်းတော့မယ်။ဆိုတော့အားသွင်းဖို့အတွက်ကိုလည်း 18W charger နဲ့အားပြန်ပြီးတော့သွင်းလို့ရတယ်။ One day use struggle ကတော့ဒါပြည့်ပြည့်စုံစုံနဲ့ပြီးမြောက်သွားလို့အားသွင်းပြီးနောက်နေ့သုံးဖို့အတွက်ကိုတော့ ready ဖြစ်နေပါလိမ့်မယ်။ ဒီနေ့တော့ Technomega Pad 11ကိုသုံးပြီးတော့တနေ့စာအလုပ်တွေအကုန်လုံးကိုလုပ်ခဲ့ပြီးပါပြီအခုတော့ပြန်လိုက်ပါဦးမယ်ကျွန်တော်တော့ကောင်းကင်နိုင်ပါနောက်ဗီဒီယိုတစ်ပုဒ်မှာတွေ့ပါမယ်